ကဲမောအေးအေးနဲ့မောဟင်းကချက်စားမယ်။ဘာမောဟင်းကချက်စားမှာလဲဆိုတော့မောဟင်းကချက်နည်းအမျိုးစုံရှိတာကိုအင်းဒရာမောဟင်းကလားရန်ကုန်မောဟင်းကလားတလူဖြူမောဟင်းကလားကြောက်ပလောင်းမောဟင်းကလားစသဖြင့်ပေါ့နော်ဆိုတော့ကကြောက်ပလောင်းမောဟင်းကချက်စားမှာဖြစ်ပါလေ။အဲ့တော့ကလေးဘဲကိုရေးစင်အောင်စေးရေးစင်အောင်စေးပြီးလင်အဲ့ကလေးဘဲကိုအဲကျွန်တော်နူးအီအောင်ပြုတ်ပါပေါ့နော်ပြုတ်ပြီးဆိုကမှထောင်းမလား မထားဘူးဆိုလဲ12ကြိတ်ပေါ့โอเค ဂျင်းနဲ့ကြက်သွန်ဖြူကိုထောင်းမှာဖြစ်ပါတယ်။ခုကတော့ဂျင်းကိုမျိုးစုံတွေကိုထည့်ပါပြီ။ဂျင်းထောင်းပြီးတဲ့နောက်မှာကြက်သွန်ဖြူဆက်ထောင်းပါမယ်။စီတပ်ဖို့အတွက်စီကို ဒေဦးရဲကိုထည့်လိုက်ပါပြီစီပူလာတဲ့အချိန်မှာစောနာကထောင်းထားတဲ့ဂျင်းကြက်တင်ပြူကိုစတင်ပြီးတော့ထည့်လိုက်ပါပြီ ြင်းကျက်သွင်ဖြူလေးရွှေဝါရောင်တန်းလာပြီဆိုရင်တော့အယောင်တင်ပုံလေးအနှဲငယ်ထည့်ပါမယ်။အယောင်တင်ပုံလုံးထည့်ပြီးပြီဆိုရင်တော့ခုနကကြိတ်ထားတဲ့ကလေးဘဲကိုထည့်ပြီးတော့စီသက်တော့မှာဖြစ်ပါတယ်။အယောင်တင်ပုံထည့်ပြီးရနောက်မှာဒီကြိတ်ထားတဲ့ဒီကလေးဘဲကိုထည့်ပြီးတော့စီသက်မှာပေါ့နော်။အများတော့အများကြီးပဲ။ဒါပေမဲ့ဘုံနဲ့ပြန်စားဖို့နဲ့နောက်ရက်တွေစားဖို့အတွက်ပါ ပို့ပြီးလောက်ထားတာပေါ့ဒီပဲကလေးပဲစီတက်တဲ့အချိန်မှာပဲဒီတခါတည်းစိုင်းကြုံမှာပေါ့နော်အရသာကိုဒီကြိုနေအရသာကိုတခါရက်ထည့်ပြီးတော့စီတက်လိုက်တာဖြစ်ပါလေဒါကတော့ဗီတာမင်ဓာတ်တွေကျွဲဝပြီးတော့အာဟာရရှိမဲ့ဒီမုံဟင်းကချက်နေဘူးတစ်ခုဖြစ်ပါတယ်အာဟာရရှိမဲ့မုံဟင်းက စားဖို့အတွက်ဒီလိုမျိုးတွေတော့နည်းနည်းအလုပ်ရှုပ်တာပေါ့နော်ဒီကလဲဘဲကိုပြုတ်လိုက်ဆေးလိုက်ပြုတ်လိုက်ကျိတ်လိုက်အဲဒီစီတက်လိုက်ပေါ့နော်ဟိုဒါတော့လောကအမှန်ကအာဟာရရှိမဲ့မောင်ငါဖြစ်မဲ့မောင်ငါပေါ့နော်လောကအမှန်ကဟိုအာဟာရရှိတဲ့မောင်ငါတစ်ခုဖြစ်မှာပါစီတက်ပြီးသားဒီကလဲဘဲပေါ့နော်စီတက်ပြီးသားကလဲဘဲကိုဒီဒါရှင်နွေးတဲ့ပြန်ပြုတ်တာပေါ့နော်ဒီပြုတ်တဲ့ထဲမှာစက်တော့ ဟိုအမီပေါ့နော်အသေးလေးထည့်မယ်ပြီးရင်ဘောပေါ့ငပြောထည့်မှာပေါ့ဒီကလေးပဲစစ်တက်ထားပြီးသူဒီရင်နှွေးနဲ့တခါ